โอ้ละคุโอ้มายก็อดฮักเกจงကဲအားလုံးမင်္ဂလာပါဗျာဒီကနေ့မှာတော့ရှုံးပွဲလုံးဝမရှိသေးတဲ့အွန်လိုင်းအဆိုင်ရဲ့ပြိုင်ဖက်ဟောင်းဖြစ်တဲ့ Xiaomi Alugan ကို1 Championship ကပွဲတင်ပေးလိုက်တဲ့ Japan Cup Fighter Gen 2ရဲ့ပွဲစဉ်လေးကိုပရိသတ်တွေနဲ့အတူအဆောင်ဆုံးလေ့လာကြည့်ရှုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မူလကထင်မှတ်ထားခဲ့လာဆိုရင်တော့ Xiaomi Alugan ကို Rune နဲ့ Malikin တို့ရဲ့ဒီ Heavyweight Champion Cup ကလူပွဲပြီးသွားတဲ့နောက်ပိုင်းမှာမှပဲ ဒါမလီကင်ကိုမေတဝိချင်ပြန်ခပ်ပကောက်ပွဲပွဲအနေနဲ့ရှောင်းမီအဘူဒနဲ့ပွဲတဲ့ပြီးမယ်လို့ထင်ထားခင်မိတာဗျ။တို့ပြင်မဲ့လေအခြေအနေကတော့ကျွန်တော်ပြောင်းလဲသွားတယ်အဲ့ဒီမတိုင်ခင်မှာမဲရှောင်းမီအာတူကန်ကဒါဒီနာမည်1173ပေါ့နော်လူဝင်ဗန်လဒီ16ရက်နေ့မှာပဲအခုလက်ရှိကျွန်တော်မြင်တွေ့နေရတဲ့ဒီအပြန်တောင်းကဒါဂျပန်ဖိုင်တာဖြစ်တဲ့ရူဂိုတာကီအူချီဆိုတဲ့ဖိုင်တာ ਨੇ ပွဲတဲပေးလိုက်တာပဲဖြစ်ပါတယ်။အဲ့တော့ဒါရှောင်းမီအာတူကန်ကပြောအောင်ပြီဆိုတော့ငကူတွေ့ဝိတန်ဟာဆိုရင်မေတဝိတန်ဖြစ်တယ်ပေါ့နော်တို့ဦးမဲ့လေဒီအောင်လာနဲ့ ထူးတတဲ့အချိန်တုန်းမှာဆိုရင်သူက weight ဒါကြော်တယ်လို့ပြောလို့ရတယ်ပေါ့နော်တမတ် weight အတွင်းဝင်ရောက်နိုင်ခဲ့ပေါ့နော်အဲ့တော့ဒီလိုကြောင့်သူရဲ့ weight အနေထားကဒီ light heavy weight အနေထားနဲ့ပုံပြီးတင့်တော်တယ်လို့ကျွန်တော်ပြောလို့ရပေမဲ့လည်းအခုတစ်ခေါက်မှတော့သူကဒီ heavy weight တန်းတစ်ခုကိုကျွန်တော်တက်ပြီးတော့မှအကြံဖိုက်တာနဲ့ရှင်ပင်ထိုးတက်သွားတော့မှဖြစ်တော့ပေါ့နော်အဲ့တော့ရှာမီအာလူပြန်နေတဲ့ဒီ heavy weight တန်းအထိကိုတက်သွားရတဲ့အကြောင်းရင်းကိုပြောရမယ်ဆိုတော့1 championship ကသူ့ကိုယ်တိုင်ပွဲအကြံကြီးမချားစီချင်တာကြောင့် ပါလေလို့မြင်နေဗျ။နောက်တစ်ဖက်ကဒီမာလီကင်ရူရူတို့ပွဲကလည်းဒါသူတို့ရဲ့ပွဲပြီးသွားရင်ဆိုရင်တော့ဒီမာလီကင်နေနဲ့ဝိတ်ပြန်ချရဖို့အတွက်လည်းအချိန်တော်တော်လေးယူရမယ်ပေါ့နော်။အဲ့တော့ဒီကြားထဲမှာရှာမေးအလူကန်ကဒီတိုင်းပဲဒီထိုင်ဆောင်ရမယ်ဆိုရင်တော့ဒါအချိန်တော်တော်လေးကြာသွားနိုင်ရရှိတယ်။ဒီတွေ့ကြုံမှုတော့ဝမ်ကသူ့ကိုဂျပန်ဖိုင်တာနဲ့ပွဲတည်ပေးလိုက်လေလို့မြင်နေဗျ။ Okay ဒါဆိုရင်ကျွန်တော်ပွဲစဉ်ကိုတွန်းလိုက်အောင်ပါ။အာလူကန်နဲ့ရှင်မင်းထုတက်သွားမယ့်ဖိုင်တာတော့ဒါအပြန်တော့ကပါ။ဒီပွဲဆောင်လာတဲ့ Uber right hand left hand ဝင်ထားတယ်ပေါ့နော်။ ။အပြင်ဘက်ကကျွန်တော်ဒဘလက်ထိတ်တောင်းရယူထားတယ်။ဂျပန်ဖိုင်တာကတော့ဒါပရော်ဖက်ရှင်နယ် MMA ပွဲစဉ်ဝင်6ပွဲအထိရှင်ပင်ထိုးတက်ထားပြီးတော့မှ9ပွဲအနိုင်ရရှိထားပြီးတပွဲတာရှုံးနေထားပါလေ။အဲ့တော့ तू အနိုင်ရရှိထားတဲ့9ပွဲဟာဆိုရင်9ပွဲစလုံးကိုလုံးဝအလဲထိုးနေအနိုင်ရယူထားတာပေါ့နော်။ Now finishing rate 100%ရှိတဲ့ fighter တူလို့ကျွန်တော်ပြောလို့ရတယ်။ အဲ့တော့ဒီအပေါ်စီးကဒီအနီတောင်ကဖိုင်တန်ကတော့ဒါ UK ကဖိုင်တာတူဖြစ်တဲ့အတက်ကတော့33နဲ့3နဲ့ပေါ့နော်ဒါအရက်6ပြီးရှိတယ်1 championship မှာကတော့သူ့အနေနဲ့ဒါပွဲစဉ်3ပွဲရှင်ပဲထူးတထားပြီးတပွဲနိုင်2ပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားပါလိမ့်ကဲကျွန်တော်ကြည့်လိုက်အောင်ပါရှာမီအာလူဂန်နဲ့ရှင်ပဲထူးတထားမဲ့ဒီဂျပန်ဖိုင်တာပေါ့နော်ဒါသူ့ရဲ့စွမ်းဆောင်ရည်အနေထားဘယ်လိုရှိသလဲ ဒါရှာမီအာလိုဂန်ရောဒါအနိုင်ရယူတောင်းနိုင်ချေရှိတဲ့စွမ်းဆောင်ရည်မျိုးရှိသလားပေါ့နော်အဲ့တော့ဒီဂျမန်ဖိုက်တာအသက်တော်ငယ်သေးရဲ့ဗျာ20နှစ်နှစ်သာရှိသေးတဲ့အရက်ကတော့6ပြည်နဲ့တလက်မှရှိပါလိမ့်ဝမ်ချမရှိမှာတော့သူ့အနေနဲ့နှစ်ပွဲထိုးတက်ထားပြီးတော့မှတပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့ဒီပွဲစဉ်မရှင်ပြိုင်ထိုးတက်ခင်မှာဆိုရင်တော့ဒါလုံးဝရှုံးပွဲမရှိထားသေးတဲ့ဖိုက်တာတူဖြစ်တယ်ပေါ့နော် ကဲအခုကျွန်တော်လက်ရှိကြည့်ရှုနေတဲ့ပွဲစဉ်အောင်ဆိုရင်တော့ဒါ one fight night တတိယဆိုတဲ့ခေါင်းစဉ်အောက်ကနေကျွန်တော်ရှင်ပြန်ထိုးတက်သွားခဲ့တဲ့ဒါ MMA heavyweight တန်းကပွဲစဉ်ကိုပွဲဖြစ်တယ်ပေါ့နော်အဲ့တော့9မိနစ်3ချီရှင်ပြန်ထိုးတက်သွားမှာဖြစ်ပါတယ် ကဲကျွန်တော်လူဘလူးကြီးတွေလူတော်ပြောလို့ရတယ်ပေါ့နော်တကယ် heavy weight တန်းဆိုတော့ကျွန်တော်အမားတစ်ချက်လုံးမိတာနဲ့အလုံးဝတော့ပွဲကပြီးသွားနိုင်ချေများတယ်။ဒါဘယ် fighter ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အလဲထိုးခံရမယ်ဆိုရင်တော့မလွယ်ဘူး။ဒါပွဲကကျွန်တော်ဆော့ဆော့စစ်စစ်နဲ့ဒါအဆုံးတက်သွားနိုင်လို့များတယ်ပေါ့နော်။ကဲတက်ခုတွေဝင်ထားပြီ။အဲ့တော့အာရူဂန်တော့ ရိသတ်တွေအားလုံးတိကျတဲ့အတိုင်းပဲဘောလုံးနဘန်းပိုင်းတော်တော်လေးကောင်းတဲ့ fighter တူဖြစ်တယ်အဲ့တော့ဒီလာမေ1173ပြန်ပွဲမှာဆိုတော့သူ့အနေနဲ့ဒါ middle weight တန်းကနေပြီးတော့ heavy weight တန်းအထိတော့မှဒါရှင်ပြန်ထိုးတဲ့ခုံပြီးတော့မှ weight တန်းတွေရဲ့ weight တွေအများကြီးတင်ပြီးတော့မှဒါ heavy weight တန်းမှာရှင်ပြန်ထိုးတက်မှာဖြစ်တော့เนาะအဲ့တော့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့သူ့ရဲ့ ဒီမေရဝိတ္တအနေထားရဆိုရင်ကျွန်တော်သိရှိတာကလှုပ်ရှားမှုတွေဒီကစားပုံတွေတော်တော်လေးလင်းမြင်တက်လက်မှုရှိတယ်ပေါ့နော်အဲ့တော့ heavy weight တောင်းဆိုတော့ဒါဝိတ်တင်တဲ့အနေထားဖြစ်တာကြောင့်ဒါသူရဲ့လှုပ်ရှားမှုကမေရဝိတ်အနေထားလောက်ရှိပါမလားဆိုတော့ကျွန်တော်အနေနဲ့တကယ်စိတ်ဝင်စားစွာနဲ့ဆောင်ကြည့်သွားပါမယ်အဲ့ဒီ Japan Fighter အတွက်ပြောမယ်ဆိုတော့ဒါ heavy weight ဆိုတာသူ့ရဲ့မူလဝိတ်တန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါသူ့အတွက်ကဒါဘာမှပြောင်းလဲမှုတော့မရှိဘူးပေါ့နော် ဲ့တပကန်တို့ဖော်အီးမေးလ်ရောလဲလုံးဝဒီစတန်ကိုမကစားမင်းနဲ့အဓိကကျွန်တော်သူ့ ground ကနေပြီးတော့မှဒါရှင်ပြန်ကစားသွားနေတာဖြစ်တယ်ပေါ့နော်။ဒါပွဲဆက်လာနေကျွန်တော် position position ကနေပြီးတော့မှဒါ control ရယူထားတာတွေ့ရတယ်။လုံးဝ right hook တွေ left hook တွေဝင်ထားတယ်။ one minute left the first half ကျွန်တော်တို့စောင့်ကြည့်သွားမယ်ဗျဒီ Japan Fighter ဒါ opposite position ပြန်ပြီးတော့မှရယူနိုင်မလားပေါ့နော်ခုနေထားတော့ပထမချိန်မှာပဲကျွန်တော်ဒီ down position ပြီးခံထားရလေဆိုတော့သူ့အနေနဲ့ blue ပဲပြပြပြတက်လုံးပိုင်းမှာတော်တော်လေးဒီမကုံတင့်မင်းနဲ့အရင်လိုက်ရတဲ့အနေထားတစ်ခုမျိုးရှိတယ်ကဲတော့ရိုက်ထားနေ လဟုရိုက်ခု Oh Raihu လဟု win ဟာလေဟိုကပြထိုးထားပြလဟု Raihu စတိုက်တွေးထားတယ် Hammer Fit ရောတော်လေးတယ်ဗျာပထမချီပုံသွားလို့ဗျာဘဟုံတော့အချိန်သာနေငယ်ရမယ်ဆိုတော့ဒါဂျပန်ဖိုင်တာလဲထူးနဲ့ရှုံးနေလောက်ဗျာဘယ် round 2ကျွန်တော်ကြီးလိုက်အောင်ပါ Oh လဟု Oh my god hack it ဂျုံ Oh Raihu စတိုက် win ဟာလေ ဘက်ပိုဇီရှင်ကနေပြီးတော့မှတော်တော်ကောင်းနေဗျာကျုံကျိုးအစောပိုင်းမှာပြောခဲ့တယ်လို့ပါနော်တကယ် heavy weight တန်းကျွန်တော်အမားလုံးမျိုးလို့မရဘူးဒါလက်တီးတွေကလုံးဝပါဝါအကြီးစားနေဖြစ်နေပါနော်အဲ့ဒီကံဖိုင်တန်းကျွန်တော် down position ပြင်ပြီးတော့ရောက်ရှိသွားခဲ့တယ်ပထမချိန်မှာလဲကျွန်တော်ဒီ control time ဒါပြီးခံထားရတယ်ပါနော်ဒါ round 2မှာလဲ ကျွန်ပြောမယ်ဆိုရင်တော့ဒါ not down ကျသွားတဲ့အနေအထားမျိုးတစ်ခုရောက်ရှိသွားခဲ့တယ်ပေါ့နော်ကဲကျွန်တော်ဝမ်းချမ်းရှင်မှာဒီတိုင်းလူကြီးကျွန်တော်မတွေ့တာလေအချင်းအတိုင်းသာတစ်ခုလောက်ကြာပြီပြ ဒီနောက်ပိုင်းကျွန်တော်159ပွဲဒီမှာဒီတိုင်းလူကြီးရောက်လာအသိမတွေ့ရဘူးအဲ့တော့ဒီ1173ဂျပန်နိုင်ငံမှာကြီးမားပြုလုပ်တော့မဲ့ပွဲစီမှာကျွန်တော်ထွက်လာမလားဆိုကျွန်တော်စောင့်ကြည့်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အမြင်အရဆိုတော့ One Championship ကဒီတိုင်းကိုကျွန်တော်ထပ်ပြီးတော့မှတာမခေါ်ယူတော့တာလားဘယ်လိုမျိုးလဲပေါ့နော်ဒါသူတို့ရဲ့ဒီ budget အနေထားရဒီ1ကလည်းပြောမယ်ဆိုတော့ဒီနောက်ပိုင်းနှစ်တွေမှာဒီ fighter တွေအများကြီး ဒီပွဲတွေမပေးနိုင်တာတွေရောဖိုက်တာတွေကျွန်တော်ဒီအစ်စ်တွေကျွန်တော်ခေါ်ယူတာတွေကျွန်တော်တိတ်မတွေ့ရတော့ဗျ okay ဒီထိန်းချုပ်ပုံကကျွန်တော်တော်လေးကောင်းတယ်လုံးဝဒီ cross ပြောမယ်ဆိုတော့အပေါင်းလက္ခဏာပုံစံမျိုးတာထိန်းချုပ်ထားတယ်ပေါ့တစ်ဖက်ကလက်ကိုလေကျွန်တော်ဘာမှလှုပ်လို့မရအောင်တတူရဲ့ဒီခြေထောက်နှစ်ဖက်နဲ့ကျွန်တော်ထိန်းချုပ်ထားတယ် ဘက်ပိုဇီရှင်းပြန်ပြီးမှရယူထားနေကဲစတန်ပိုဇီရှင်းရယူနိုင်ခဲ့ပြီကျွန်တော်ဝန်တာနေနဲ့ ဲဒူးတိုင်ထားတယ်။အိုးပြန်ပြီးတော့ထိတ်တောင်းရယူလိုက်တယ်။နောက်ခုလေးစတိုင်ဝင်ထားတယ်။ဒါမှဖစ်။ခုရင်ရရင်ရသူကိုကျွန်တော်ခုရိုက်ထားတာတွေ့ရတယ်။အလူးလဲကိုခံနေရတာဗျာဒီဂျပန်ဖွင့်တာဘာမှတော့မပြောဘူးတူ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 ။တန်းကောက်ပွဲပြီးတော့မှကျွန်တော်ဒီကစားသွားနိုင်တာမျိုးတွေတိတ်မတွေ့ရဘူးလုံးဝခံစစ်တက်တက်ကြီးဖြစ်နေတယ်နော် အဲ့တော့ Xiaomi အလိုကန်နဲ့တွေ့ရမယ်ဆိုတော့ကျွန်တော်အမြင်ကမလွဲမြ။ဒါပရမချီနဲ့ရင်းရှင်ကျွန်တော်ရှော့တော့နိုင်ကြီးရှိတယ်။ဟိုးကျူဆူရင်ရတယ်လူတိုက်ချက်။လုံးဝဒီ important position ပေါ့နော်။တပတ်ကကျွန်တော်ဒါ UK ရ fighter လုံးဝသူ့ဦးခေါင်းအောင်ကတန်ဖက်ရဲ့ဒီကျွန်တော်ချီချီထောက် position ကိုကျွန်တော်ထားပြီးတော့မှဒူးတွေနဲ့တိုက်ထားတွေ့ရတယ်ပေါ့နော်1 minute left the second round ော့ဒီဂျပန်ဖိုင်နာပြောင်းဝင်ဒီပွဲစဉ်မှာလာသူ့အနေနဲ့ဒီ down position ကိုပြီးခံထားရတော့ဘောတခြားပွဲစဉ်ကျွန်တော်ကြည့်မယ်သူက upper position ကနေကျွန်တော်ကဖိအောင်ပြီးနိုင်တာမျိုးကျွန်တော်ဝင်သွေးခဲ့ရတယ်။ဟိုးကျုံယုံလာပြီဗျာ။ဟာဘလူဖြစ်သွားတယ်ဗျာ en la jury o en Javi. Ok, en round 2. La chislo ma UK fighter ni po okay, ilio ata re lu pyo me round final round jom chi lai yaung ba. 1 2 win ha re jom fighter. Ku tu they... paw wa le chou si ya ya. Oh. Ken ha re. Yeah, oh my god, you. ဂျပန်ဖိုင်တာအနေထားကကျွန်တော်လုံးဝမဟန်တော့ဘူးရိုက်ခုရိုက်ခုတွေဝင်ထားတယ်မဖေထုတ်ကပုံပုံနဲ့ပုံပေါ်လို့ရတဲ့အနေအထားမျိုးတော့ရှိတယ်။ဟောင်းမီယောပြောရင်ဆိုတော့ ground punch ပုံစံမျိုးနဲ့တအားဆုံးတပ်ဖို့အနေအထားများတယ်။ ိုးထောင်ကြိတ်ထားတယ်။လက်ခုတွေစက်တိုက်ဝင်ထားတယ်။ကဲမရတော့ဘူးထင်တယ်ဗျဒီအနေထားတော့ဆိုတော့တောင်ရဘဝချင်းကြီးကြည့်နေတယ်။ကဲဆုံးတက်ပြီးလိုက်ပါဘူး။ကဲဒါတော့ဂျပန်ဖိုက်တာဒီကျွန်တော်ရူကိုတာကာအူချီဘောနော်ဒီဖိုင်နာကျွန်တော်ပရော်ဖက်ရှင်နယ်မမ်မီပွဲစဉ်ဒါပထမဦးဆုံးတော့အရှုံးပွဲဖြစ်တယ်ဗောနော် အဲ့တော့ဒီပွဲစဉ်ပြီးတော့တဲ့နောက်ပိုင်းမှာဆိုတော့သူ့အနေနဲ့ဒီတောင်ကိုရီးယားဖိုင်တာတူဖြစ်တဲ့ဂျီဝန်ခန်ဆိုတဲ့ဖိုင်တာကနိုင်ရုံထားတယ်ပေါ့။အဲ့တော့အဲ့ one championship ကလည်းဒီပွဲအနိုင်ရယူပြီးတာနဲ့ပဲဒါဆောင်မြေအောင်သူပြန်နဲ့ပွဲတည်ပြီးလိုက်တာเนาะ။အဲ့တော့ကျွန်တော်ရဲ့အမြင်အရဆိုတော့ပွဲတည်ပြီးတာတော့ဒီလုံးဝဒီ professional professional မဆန်ဘူးလို့ပဲပြောမှပြန်တာ။ကျွန်တော်တည့်ပြောမှဆိုတော့ တဲပီးစရာကျွန်တော်ဘာအကြောင်းရင်းမှတော့မရှိဘူးဒီဂျပန်ဖိုက်တာကျွန်တော်1173ဒါဂျပန်နိုင်ငံချင်းမပီလို့တောင်းမဲ့ပွဲမှာဒီဂျပန်စည်းကွက်ဖောက်တဲ့အနေနဲ့ဒါနောက်ထပ်ဒီစစ်ဝင်စားနဲ့တွဲဆိုင်တဲ့အနေနဲ့ဒီရှုံးမရှိချောင်မရတော့ကွဲတဲပီးလိုက်တယ်ဟုတ်ပြောတယ်နော်အဲ့တော့ဆောရဲကျွန်တော်ပြောခဲ့တူတူပဲရှောင်မအလူခံကိုဒီတိုင်းမပစ်ထားခြင်းဘူးဝမ်ချမ်ရှိဘက်က ရှာမီယာလူကန်အောင်လောက်ကိုနှစ်ခါတော့နိုင်ပြီးတော့မှလာမီဒဝေးချန်ပီယံခပ်ဖလူကိုလုံးဝတော့ထိုက်တန်နေပြီပေါ့နော်ဒါအတန်ကြီးကလုံးဝမရှိဘူးအဲ့တော့အလိုအနေထားမျိုးမှာသူကမီဒဝေးချန်ပီယံခပ်ပဒါလူခွင့်မရဘဲနဲ့ထိုင်ဆောင်နေရတယ်ပေါ့နော်အဲ့တော့မီဒဝေးချန်ပီယံကလည်းမာလီခင်ဖြစ်နေပေါ့နော်မာလီခင်ကလည်းရူနဲ့ထိုးရမယ်အဲ့တော့၁၇လပိုင်းမှာထိုးမှာပေါ့နော်အဲ့တော့အဲ့ဒီပွဲပြီးတာနေရင်ဒါမာလီခင်ကတကယ်လို့ဒဏ်ရာရမယ်ဆိုရင်ဒါအလူကန်က ဒီဘာမှမဟုတ်ဘဲနဲ့ထိုင်ဆောင်နေရတယ်ဘောင်းဒီတော့သူသူကလည်းအကျိုးမရှိဘူးအဲ့တော့သူကလည်းဒါဝေတန်ထူပြီးတော့မှဒါရှင်ပြန်ထုတ်တတ်တာကဒါသူ့အတွက်ဒါပွဲလေးရတယ်ပြီးစင်ဒီမတန်ကောင်းနေတဲ့တူးတွေလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုအနေထားမျိုးမှာပဲဒါနိုင်ပွဲတွေအများကြီးရယူပြီးတော့မှရှင်ပြန်ခပ်ဖို့စိန်ခေါ်တာကသူ့အတွက်လည်းကျွန်တော်ပို့ပြီးတော့မှအကျိုးရှိစေတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီနေ့ပွဲစဉ်ကြီးရှုမှုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်လာမယ့်နေ့ရက်တွေမှာဆိုရင်လည်း ကျွန်တော်ရဲ့ဒီအောင်လာဆန်းနဲ့ပတ်သက်တဲ့တော့ပွဲကျူတုံးတစ်ချက်ဒီဒါစင်မင်းစန်းစင်အကြောင်းအရာလေးကိုကျွန်တော်ပြန်ဆက်ပြီးတော့လို့ရှိပါတယ်ဒီတို့ကြောင့်ဒါဆောင်မြင်ကြည့်ရှုအပီဝဒီကနေအလုံးလို့ဖိတ်ခေါ်လိုက်ချင်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူဂျိုးဆန်ဖြစ်ပါတယ်အားလုံးပဲတာယန်ဖြူစင်းရဲ့ဘွန်လေးကိုပါဆက်ကြပါစို့